ွားမင်္ဂလာပါမမတို့ရေဟုတ်ရောလိုက်ချင်းကကျမမတင်ပြောလိုက်ပြီလားငါပြောလိုက်တယ်ဘသူစီကယူနေလို့ပြောလိုက်ပြီပြောလိုက်ရှုပ်ကောင်းစားဟုတ်တယ်ဒီဟုတ်တယ်ကြိုက်တဲ့သူစီကဟောပါလေဩစာကိုကိုပစ္စည်းကိုဝယ်ကြတာဆိုတော့ကိုကြိုက်တဲ့စီမှာခင်နေဖောင်းဆောင်းနေဆောင်းနေထေကြီးထေကြီးဒီဘက်ဖွင့်အောင်ဟောကနေမျက်နှာကတ်ထားအောင်မပုံနဲ့ 哪里肯定有嘞，那个，哪有房你住？不用， ဒီနေ့အတူကလည်းဘယ်လိုဖြစ်လဲဆိုတော့သူ့ဟိုတည်ရနေတွေ့တဲ့ခါကျတော့ဟိုမှာပါလာတယ်တဲ့အရင်အကိုတောက်တဲ့ဟိုမပေါ်လို့ကြီးတဲ့အဲ့ဒါဟိုဘာမတောက်တော့ဘူးဆေးလေးမတောက်တော့ဘူးဟိုကြာပြီဆေးလေးမတောက်တာဆိုတော့ဟာပါလာတယ်ဟို ESL ဆိုလား ESC လားနင်တို့ရဲ့ဟာအဲ့ဒါလေးပါတယ်ဆိုလို့ရှိရင်တော့ပေးပေါ့လေအဲ့ဒါငါတို့အိမ်မှာအဘအဘတောက်ရတယ်လို့အဲ့ဒါတော့ဟောပါလားရတော့ကတော့ကောက်ကွယ်လားအဲခလေးတောက်တဲ့ဟာတွေကတော့မပါဘူး Bye. <laughs> ကဲယူမယ်နော်ဒီနေ့အတွက်ပေးထားတဲ့အထူးဒစ်ကတ် ကျမလေးနည်းနည်းလေးရှင်းပြစရာလေးရှိရယ်နော်။မမတို့ဈေးရောက်နေဆိုတော့ကျမဆိုင်နေအများကြီးနဲ့ရောင်းရတာပေါ့နော်။ဆိုင်နေအများကြီးနဲ့ရောင်းရတဲ့ခါကျတော့ဆိုင်ရှင်တွေကလည်းဒီလိုပဲဟိုသူတို့လည်း သူတို့နိုင်တဲ့ဘောင်တွေကနေသူတို့လည်းအလူရက်နဲ့သူတို့လည်းဈေးလေးတွေချကြတာပေါ့နော်ဈေးလေးတွေချကြတာပေါ့အဲ့တော့ဝယ်တဲ့သူတွေကလည်းဒါဆိုင်ရှင်တွေနဲ့ကိုဒီနေ့ဟိုတခါတလေကြလို့ရှိရင်ကျမတို့လည်းဒီလိုပဲဒီနေ့ပစ္စည်းတစ်ခုဝယ်လိုက်တယ်အဲကိုဝယ်နေတဲ့ဈေးပေါ့ပစ္စည်းတစ်ခုဝယ်လိုက်တယ်အဲနောက်တစ်ပတ်နှစ်ပတ်ပေါ့တတတတနောက်နောက်တနေရာမှာသူ့ထက်လေးတက်တာတယ်ဆိုလေဒါကျမတို့အရင်ဝယ်ပြီးတာဝယ်ပြီးတာပဲပေါ့နော်နောက်တက်တာတယ်ဆိုတော့လေအော်ကြီးတက်တာတယ်ငါဒီလိုလေးပေါ့လေအဲဆိုတော့အဲဒီလိုလေးဖြစ်တဲ့အခါမျိုးလေးတွေလည်းရှိပါတယ်နော်ခါလေကြလို့ရှိလို့ရှိရင်လေအဲဒီ ီဆိုင်မှာဒီပစ္စည်းကအရန်တက်တာမနေ့ကဆိုရင်ဒါကျွန်မ for example မနေ့ကဆိုရင်ကျွန်တော်တို့ဗဒများကျိုးလေးဆိုအရန်တက်တာတယ်ဒါသူများစီမှာမရောင်းနိုင်ဘူးပေါ့နော်ဆိုတော့ဒါပေမဲ့လက်ကောက်ကလေးကြတော့လက်ကောက်ကလေးကြတော့ဒီနေ့ထက်ဆိုင်ရင်လက်ကောက်ကလေးကြတော့များသွားတယ်နော်အဲ့ဒီလိုများတယ်ဆိုတာကလေအဲပေါက်ဈေးထက်ကိုများတာမဟုတ်ဘူးသူကသူပေါက်ဈေးတန်းလေးဒီနေ့ကပေါက်ဈေးထက်လေးလျှော့တယ်အဲ့လိုမျိုးလေးတွေတော့ရှိတာပေါ့နော်အဲ့တော့ဝယ်သူတွေကလည်းကိုဝယ်တဲ့နေ့ရင်ဒါကိုယ့်ရဲ့ကံပေါ့နော်ကိုဝယ်တဲ့နေ့ရင်အဲကိုဝယ်တဲ့စီမှာရှိတဲ့အခြေအနေလေးရင်ねဒီလိုမျိုးလေးနောက်တစ်ခါအပွင့်ကြီးလေးတွေဆိုတဲ့အရာ ာမျိုးလေးတွေကြားလို့ရှိလို့ရှိရင်လေမမတို့ခုနပြောတဲ့လိုမျိုးလေးပေါ့နော်အဲတခါတလေကြားလို့ရှိလို့ရှိရင်အဲ redell လေးတွေဝင်လာတဲ့အချိန်လေးနေမျိုးလေးတွေမှာဆိုလို့ရှိရင်လေတက်တက်တတမျိုးလေးတွေနဲ့ဟိုးရခင်ရခင်တွေက redell လေးတွေဝင်လာဆိုဆိုင်ရှင်တွေကလည်းအဲ redell လေးကနေမထမ်းရရင်ပြီးရောဆိုပြီးတော့မှအာတခါတည်းကိုဈေးလွှတ်ပြီးတော့မှ short လိုက်တယ်ပေါက်ဈေးနဲ့ဟုတ်သလားဆိုပေါက်ဈေးနဲ့မဟုတ်ဘူးနော်အဲ့တော့အဲတခါတလေကြားလို့ရှိရင်ဝယ်ဈေးတက်ပါတယ်ဆိုရင်လေဝယ်ဈေးတက်တာကျွန်တော်တို့ပြီးခဲ့တဲ့ခောက်တွေတော့ဆိုလေဒီလိုပဲနှစ်ပွင့်ကလေးချိန်နေတဲ့အပွင့်ကဈေးပုံများတယ်ဘာဖြစ်စော်ဝယ်စင်ကဒေါ်လာဈေးလေးပို မြင်လို့မလို့အလေးချိန်နည်းတဲ့အပွင့်က အဲအလေးချိန်များတဲ့အပွင့်ကဈေးပိုတတ်တာတယ်ဝယ်တဲ့ချိန်ကငွေဈေးလေးတတ်တာနေတာမလို့အဲ့လိုမျိုးလေးတွေလည်းဖြစ်တတ်တယ်เนาะဒါကြောင့်မလို့အဲ့တော့ဝယ်သူတွေကတော့မိမိရဲ့ဆုံးဖြတ်ချက်ပဲမိမိကြိုက်တဲ့နေရာမှာမိမိကြိုက်တယ်လို့ဝယ်အဲမိမိကြိုက်တယ်လို့လို့ပေါ့မိမိရဲ့ပတ်စံနဲ့ဆုံးဖြတ်တာဆိုတော့ကျမအနေနဲ့ကကြတော့ဟိုလူစီကမယူနဲ့ဒီလူစီကယူဒီလူစီကမယူနဲ့ဟိုလူစီကယူဆိုတာကြတော့ကျမပြောရတာလေးနည်းနည်းလေးခတ်တယ်เนาะဆိုတော့ကကြတော့ကိုယ့်ရဲ့ပတ်စံကိုကိုယ်အသုံးပြုတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ်အစဉ်ပြေတဲ့နေရာမှာယူကျမတို့လည်းဒီလိုပဲဒီခါလေးကြားလို့ရှင်ကျမတို့ဝယ်တယ်ကျမဆိုရင်အဲဒီ ီလိုပဲကျွန်မအဲ့လိုပဲဝယ်လိုက်တယ်ဝင်လိုက်ပြီးတော့မှပုံမှန်ဝယ်ထားတယ်ပုံမှန်ဝယ်ထားတာနေနောက်နေ့ကျတော့ဟာ discount ဆိုပြီးတော့မှအတခါတည်းကိုချရတယ်ချရတဲ့အချိန်နဲ့သွားတိုးတယ်ဒါမဲ့ကျွန်မဝယ်တော့ကနေ discount နဲ့ဆိုကျွန်မ100 150လောက်ထိတောင်ကွာတဲ့ခါမျိုးရှိတယ်ဒါမဲ့လေကိုယူတဲ့နေ့ကကိုယူထားတဲ့အဲကိုယူတဲ့နေ့ရဲ့ကိုဟာပဲပေါ့နော်ဆိုတော့လေဒီလိုမျိုးလေးတွေတော့လည်းရှိတာပေါ့နော်ဆိုတော့လေအဲ့တော့ဟိုဒါတော့ကျွန်မမပြောတတ်ဘူးပေါ့နော်အဲ့လိုလေးတော့ဖြစ်တယ်မမတို့သဘောပါ နော်မမတို့သဘောပါဒါနောက်တူစာလေးစိုင်းနေစိုင်းနေဆိုတာကလည်းဒီလိုပေါ့ကိုချတဲ့နေကြရင်လည်းကိုချတယ်သူချတဲ့နေကြရင်လည်းသူချတယ်အဲ့တော့ဟိုကိုကကိုကိုကအမိအရာနဲ့ကိုကံတခါလေးကြရင်ရှိတယ်လေဒီမှာဒီနေ့ဒါနဲ့ဝယ်ထားတဲ့သူ့ဆိုင်နဲ့သူ့ဆိုင်တော်မှာဈေးလေးတွေကတခါလေးကစားကြတာလေနော်ဆိုတော့ဒီနေ့ဒီဈေးလေးနဲ့ရောင်းနေနောက်နေ့ကျရင်ကိုဆိုင်နဲ့ကိုတော်မှာပဲအဲဈေးလေးတွေကစားပြီးတော့မှအဲဒီနေ့တော့ဖြင့် big promotion မလို့ဒီနေ့ကတော့ big sale မလို့ဆိုဈေးလေးတွေချပလိုက်ကြတဲ့အာမျိုးလေးတွေရှိတယ်အဲ့တော့လေဘာဖြစ်လို့ချလဲဆိုကျွန်မယင်နေက ပြောပါတယ်ကျမတို့ return လေးတွေဝင်လာတဲ့ပစ္စည်းလေးတွေများတဲ့အခြေအနေလေးတွေမှာရှိနေအဲပစ္စည်းလေးတွေ stock လေးတွေများနေတယ်ဒီလိုပစ္စည်းမျိုးလေးနေကျမတို့ငွေဖော်ခြင်းနေအဲဆိုတဲ့ခါမျိုးကြာလို့ရှိလို့ရှိရင် return ဝင်လာရင် return ဝင်လာတဲ့အတိုင်းကိုကျမတို့ကအမျက်မယူတော့ပဲနေဒီတိုင်းပစ္စည်းကိုထုတ်လိုက်တာငွေထမ်းစရာမလိုတော့ဘူးပေါ့နော်အဲ့လိုမျိုးလေးပေါ့အဲ့တော့တကယ်တကယ်ကာလာပေါက်စင်းနေဆိုလို့ရှိလို့ရှိရင်တော့မမတို့ဝယ်ထားသမျှပစ္စည်းတိုင်းတွေအကုန်အတန်နေကြီးပဲနော်ဝယ် ဝယ်ထားသမျှပစ္စည်းတိုင်းဒီအကောင့်အတန်နေကြီးပဲကိုဝယ်တဲ့နေ့ရကိုဝယ်ထားတဲ့ပစ္စည်းဒီအကောင့်အတန်နေကြီးပါပဲเนาะဆိုတဲ့ခါကျတော့အဲ့လိုမျိုးလေးဖြစ်တဲ့အတွက်ကြောင့်မလို့ကျမကဒါတော့ဒီလိုလေးပဲ advice ပေးနိုင်ပါတယ်เนาะဆိုတော့အဲ့လိုလေးဖြစ်ပါတဲ့ကဲဒီနေ့ရှင်းရတီအပေါင်းငါဟမ်ယောငါရတီဂွင်း ဟိုတခုတော့ကျမပြောလို့ရတယ်ကျမနဲ့ရောင်းတဲ့ဆိုင်တွေကမတော်မတရားနဲ့တယောက်နဲ့တယောက်နဲ့အမျက်တင်ထားတာတော့တယောက်မှမရှိကြပါဘူးเนาะဆိုတော့လေခုနပြောသလိုပေါ့အဲသူ့ရဲ့အမြင်နဲ့ကျမပြောပါတယ်သူဟာနဲ့သူဟာသူဟာနဲ့သူဟာကြီးပါပဲလို့ကျမပြောထားပါတယ်เนาะသူဟာနဲ့သူဟာသူဟာနဲ့သူဟာကြီးပါပဲလို့ ဲဒီနေ့ဆိုဒီမှာဒါအရန်တန်တယ်နော်ဒီနေ့ဆိုဒါအရန်တန်တယ်ဒီနေ့ဆိုရင်ဒါအရန်တန်တယ်ဒီနေ့ဆိုရင်ဒါအရန်တန်တယ်ဒီနေ့ဆိုရင်အရန်တန်တယ်ဒါလေးကဒီအောင်စာကလေးကအာ105တင်းနော်105တင်းမိုင်း9000ရှော့လိုက်104တင်းခွဲနဲ့နေနေလေးကိုကနန်းလေးရကြတယ်မလို့နော်104တင်းခွဲနဲ့ယူနော်104တင်းခွဲနဲ့ယူသိလားနော်104တင်းခွဲနဲ့ယူ104တင်းခွဲနဲ့ယူပါနော်104တင်းခွဲနဲ့ယူပါ 104သိန်းခွဲနဲ့ယူနော်ဒါလင်းက104သိန်းခွဲနဲ့ယူပါ104သိန်းခွဲနဲ့ယူပါနော်104သိန်းခွဲနဲ့ယူပါဒါကလေး104သိန်းခွဲနဲ့ယူပါ104သိန်းခွဲနဲ့ယူပါဒါလင်းက104သိန်းခွဲပါ104သိန်းခွဲပါနော်ဒါလင်း104သိန်းခွဲနဲ့ယူပါနော်104သိန်းခွဲနဲ့ယူပါနော်တရား ၄သိန်းခွဲနဲ့ယူပါ၁၄သိန်းခွဲနဲ့ယူပါနော်104သိန်းခွဲနဲ့ယူပါမမနုနုလွင်ဒါလေးက104သိန်းခွဲပါ104သိန်းခွဲပါနော်104သိန်းခွဲရပါ104သိန်းခွဲပါ104သိန်းခွဲပါနော်104သိန်းခွဲပါနော်104သိန်းခွဲပါနော်104သိန်းခွဲပါ104သိန်းခွဲပါဒါလေးက တရနဲ့၄သိန်းခွဲပါတရနဲ့၄သိန်းခွဲပါတရနဲ့၄သိန်းခွဲပါ ီမန်တောင်လေးနော်တရ၄သိန်းခွဲနဲ့ပေးမယ်နော်တရ၄သိန်းခွဲနဲ့တရ၄သိန်းခွဲနဲ့ပေးမယ်တရ၄သိန်းခွဲနဲ့ပေးမယ်နော်တရ၄သိန်းခွဲနဲ့ပေးမယ်တရ၄သိန်းခွဲနဲ့ပေးပါမယ်တရ၄သိန်းခွဲပါတရ၄သိန်းခွဲပါလက်ကောက်ကလေးကဒီနေ့အတွက်အထူးပါနော်တရ၄သိန်းခွဲပါဆိုတော့လေ 104သိန်းခွဲပါ104သိန်းခွဲပါ104သိန်းခွဲပါမမတို့ယူနော်ကျမတို့ခုနှစ်လုံးကြီးအောင်140ကျော်တယ်နော်ဒီဥစ္စာဒီ150ပတ်ချာလဲမှာရှိပါတယ်နော်ဒီလက်ထောက်ဒီ150ပတ်ချာလဲမှာရှိပါတယ်ရောင်းမယ်ဆိုရင်150ပတ်ချာလဲမှာရှိရင်104သိန်းခွဲနဲ့ယူနော်104သိန်းခွဲနဲ့ယူဒီမှာဒါလေးနော်104သိန်းခွဲနဲ့ယူ104သိန်းခွဲနဲ့ယူเนาะ104သိန်းခွဲနဲ့ယူ104သိန်းခွဲနဲ့ယူပါ တရ၄သိန်းခွဲနဲ့ယူပါတရ၄သိန်းခွဲနဲ့ယူပါဒါလေးနော်တရ၄သိန်းခွဲပါတရ၄သိန်းခွဲပါ ငားခွေမဲရမယ်နော်ငားခွေမဲရမယ်နော်ဒါလေးရလေငားခွေမဲငားခွေမဲရမယ်ငားခွေမဲရမယ်ငားခွေမဲရမယ်ဒီဥစ္စာလေးကငားခွေမဲရမယ်နော်ငားခွေမဲရမယ်အဲဆိုတော့ဒါလေးရကြတော့190ဒီဥစ္စာလေးက190 9ရက်ဒီ6ပြီနဲ့9စိတ်နော်9ရက်ဒီ 6ปีเนี่ย85ยะดี6ปีเนี่ย80เนาะ9ยะดี6ปีเนี่ย80ดาลีอ่ะ9ยะดี6ปีเนี่ย80ป่ะ9ยะดี6ปีเนี่ย80ป่ะဒီဥစ္စာလေးอ่ะเนาะ9ยะดี6ปีเนี่ย80ป่ะดาลีอ่ะ100 90ป่ะเนาะ100 90ป่ะ9ยะดี6ปีเนี่ย80ป่ะแกไอ้อะไรไอ้อะไรပြီးတော့ အဲ့ဒါလေးပြီးတော့ကျမဒီနေ့လက်ကောက်ကလေးနောက်တစ်ခါဆွဲကြိုးလေးဒီပစ္စည်းလေးတွေကတော့ဒါဒီနေ့အတွက်အရန်ချတဲ့ပစ္စည်းလေးတွေနော်ဒီပစ္စည်းလေးတွေကတော့ရန်ချတဲ့ပစ္စည်းလေးတွေဒီဥစ္စာကလေးကကြတော့ဒီမှာဒါလေးဒါကလေးကကြတော့အာဒီဥစ္စာလေးကကြတော့245 245 245 नैया रवे वाले ကဲကဲပေးအကြီးတစ်ပွင့်ပြီးအောင်ကဲ150ရေပါတော့အကြီးပေးတယ် စိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံပါစေအလိုရှိတိုင်းတောင်းတတိုင်းပြည့်ဝပါစေရတနာရီဆတဲ့တူလူစုနိုင်ပါစေလူစုမုံကောင်းနေတောင်းပေးပါရယ်ကောင်းစင်မင်္ဂလာဖြာဖြာသည်ဝေယူသူနဲ့တကွမိသားစုပေါ်မှာတက်ရောက်ပါစေမရှိဆိုတဲ့စကားမကြားရတဲ့သူဖြစ်ပါစေစိတ်ထင်းရတောင်းတလိုက်အောင်နဲ့အရာရာပြည့်ပြည့်စုံတဲ့သူဖြစ်ပါစေလူစုမုံကောင်းနေတောင်းပေးပါရယ်ဝင်သောရတနာကိုယ်နဲ့မြဲပါစေနော်ကျေးဇူးများကြီးတင်ပါရယ်ဒီအိုးတော်တော်ကြိုက်တယ်သိလားမိုင်းဟုတ်တယ် အဲ့ဒီဒီဇိုင်းရှင်းရှင်းလေးနဲ့အီတလီကဒီဇိုင်းဒါနဲ့ဝယ်မရမှာလားရှေ့ကငိုက်ကျမတဲ့ပုံကိုပြရရင်မလို့သမင်းအိုဖင်ကိုကြည်တော်မူပါအကိုနော် ျမမတပုံကိုပြရန်မလို့သမင်းအိုဖင်ကိုကြည့်တော်မူပါအကိုရဲပါတော့ရဲပါတော့မစ္စတာဒက်ဒတ်ချ်ကီယာဒါတီးနေရရဲလို့ဆိုနေပါအကြောင်းလဲဟာ ကဲ100တင်းရ၄သိန်း5သာယူအောင်100သိန်း5သာတင်းရ၄သိန်း5သာယူအောင်100သိန်း5သာ100သိန်း5သာမှာယူရမှာเนาะတင်းရ၄သိန်း5သာကယူရမှာပါเนาะတင်းရ၄သိန်း5သာကယူရမှာပါเนาะတင်းရ၄သိန်း5သာမှာတင်းရ၄သိန်း5သာမှာ5လုံးစီးပါ5လုံးစီးကိုတင်းရ၄သိန်းနဲ့5သာ เนาะงาลงงาลงซี้ကို104ဒိန်းနဲ့งาတောင်งางาลงซี้ကိုงาลงซี้ကို104ဒိန်းနဲ့งาတောင်လက်ကောက်ကงาခွင်းမဲ့ရမယ်ယူงาခွင်းမဲ့ရမယ်งาခွင်းမဲ့ရငါခွင့်ရမယ်ရမယ်104ဒိန်း9000ပါလေငါခွင့်ရမယ်104ဒိန်း9000ပါ tây lì tây ngà đào ngà ngà quỳ mè yà mè Yeah. ၄သိန်းနဲ့၅သောင်းเนาะ၁၄သိန်းနဲ့၁၄သိန်းနဲ့၅သောင်းမှာ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 ၁၄ တရ၄သိန်း၅သောင်း၅ခွင့်မဲ့ရမယ်ငါးလုံးစီတရ၄သိန်းနဲ့၅သောင်းနော်ငါးလုံးစီငါးလုံးစီတရ၄သိန်းနဲ့၅သောင်းငါးလုံးစီငါးလုံးစီလေးကဲ150ပြီးတော့ဒါပါ မိုင်းဟွာလေးဟိုဟိုဟိုအလေရဟိုဗဒမြပတ်တင်းတို့ပြီးခဲ့တဲ့ဘက်ကအပြာနဲ့ပတ်ရောင်းထားတဲ့ဟာဘလားဟိုဟိုဗဒမြပတ်အိုးအိုးပတ်လေးဒီမှာဒီမှာဒီမှာဟုတ်တာလားအင်းရှင်းရှင်းအဲ့ရှင်းရှင်းလား သူကရှေ့ရှင်းက तू อ่ะ तू อ่ะရှေ့ရှင်းကတရားရောက်လို့ပါပြီတရားရောက်မိတာတော့ရှေ့ရှင်းကနေပြီးတော့ရှစ်ခုရှစ်ခုငားနဲ့သူကရှစ်ခုငားနဲ့ကျမတို့နီလာနဲ့ပတ်ထားတာရောင်းပြီးသွားပြီเนาะရောင်းပြီးသွားပြီပြီးခဲ့တဲ့ live တော့